ယ် pollution များတယ်ဆိုတာကိုတော့လူတွေစပြီးတော့သတိထားမိလာကြပြီလေဒူးညံ့ညံ့ချင်းနဲ့ဒေါက်တာတို့ရဲ့အရေးပြားကဘယ်လိုဆက်ဆက်မှုရှိနေလဲအာချိန်တွေကကြာလာလေလေတဖြည်းဖြည်းလေဒူးညံ့ညံ့တဲ့ဘက်ကိုပို့ပြီးတော့ရောက်လာတယ်လေ pollution ပေါ့အဲဒေါက်တာတို့ဒီအဲ့ pollution နဲ့အရေးပြားကိုချိန်ဆက်ကြည့်ဖို့တော့လိုလိမ့်မယ်ငါကကျမတို့တို့ယူပြီးပါ အရေးပြကျမရင်းနဲ့လှပကို knowledge sharing မြန်လို့ပေးနေတဲ့လှပရေးရဆရာဝန်လည်းဖြစ်တယ်လို့အမျိုးသမီးကျမရင်းကိုဘူသူဒရညဝေးပေးနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ်ဒါရစီမှာကြတော့လက်ရှိကသင်တန်းနှစ်ခုရှိတယ်တစ်ခုကကြတော့လူငယ်တွေကိုဦးတည်ထားတဲ့ဒကိုရီတန်ရှင်းမှုနဲ့အနန္တကင်းချင်းစကင်းစင်ချင်းဆိုတဲ့အကြောင်းလေးပါ နောက်တစ်ခုကကြတော့ဖီလာအကြောင်းသိကောင်းစရာဆိုတဲ့အကြောင်းလေးပါအဓိကကကြတော့နေရမျိုးသမီးလေးတွေဖီလာထိုးခြင်းနဲ့ဘေကင်းကင်းနဲ့ထိုးခြင်းနဲ့လူတွေအတွက်ကိုအခြေခံဘူသူဒရအနေနဲ့ဒါက sharing လုပ်ပေးထားတဲ့ဟာလေးပေါ့နော် ဆိုတော့ဒီ class ကြီးတွေကို join ချက်နေဆိုရင်တော့ Facebook မှာ Dr. Yuri လို့ရှာလိုက်ပါပြီးရင် Messenger တစ်ခါတန်းသွားပြီးတော့ admin ကြီးကို Blurry Crush လေး join ချင်လို့ပါလို့ပြောလို့ရပါတယ်။အဲတော့လေးထွန်းညဉ့်ညံ့ချင်းဆိုတော့လေးထွန်းညဉ့်ညံ့ချင်းကကြတော့တို့တို့အနည်းဆက်ဆုံးဘာကြောင့်များလာလဲဆိုတာစဉ်းစားကြည့်ရတလောက်ဆိုရင်ကြတော့အဲတို့ industrial country တွေမှာဆိုရင်လည်းအတွေ့များတယ်အစိုက်ရုံလုံးရုံတွေများတဲ့အချိန်ကြတော့အဲဒီကနေပြီးတော့ထွက်တဲ့လေးထုတွေကြောင့်လည်းဖြစ်တယ်။နောက်တစ်ခုကကြတော့တို့စိုက်ပျိုးရေးတွေမှာဆိုရင်သုံးရတဲ့ဒီ chemical product ပစ္စည်းတွေကြောင့်လည်းဖြစ်နိုင်တယ်။ပြီးတော့နောက်တစ်ခုကကြတော့တို့မင်းလာရေပိုက်တွေကနေပြီးတော့ထွက်တဲ့ chemicals တွေကြောင့်လည်းဖြစ်တယ်။ပြီးတော့နောက်တစ်ခုကတော့တို့ transportation တွေမှာဆိုရင်ကားတွေအရင်သုံးရတယ် ဲ့သူ private cost တွေများတဲ့အချိန်ဆိုရင်များရများတယ်လို့ကားတွေရဝင်တာတွေတွားတာတွေများတယ်လို့ကကြတော့ pollution တွေကပိုပြီးတော့များလာတယ်တချို့တွေကြတော့ level ခါလေးကြရင်ဒီ deforestation လောက်တာပေါ့เนาะအာဒီတပင်းတွေပါတွေကြောင့်လည်းဒီကနေပြီးတော့ pollution တွေစားရတာရှိရဲ့ပေါ့ဆိုတော့အဲ့တော့အဲ့ pollution တွေစားလာပြီးဆိုရင်တော်တို့ပထမအဦးဆုံးသိသားဆုံးကကြတော့သက်ရှူမွန်းချက်လာတယ်အိမ်ထဲမှာနေရင်းနဲ့တော့မှအရင်တော့မဖြစ်ဘူးအခုကျမှအသက်ရှူရတာမဝဘူးငါအောက်ဆီဂျင်မရတယ်လို့ပဲဖောက်လိုက်ဖောက်လိုက်ဟောဟဲဟောဟဲဒီစားဖြစ်လာကြတာပေါ့เนาะဒါပေမဲ့ဒီချိန်မှာကျတော့ healthy person တွေကျမကြီးကောင်းတဲ့လူတွေကအရင်မသိတာပဲမြဲဒီ asthma တို့ပါတို့ဒီ တက်ရှူလမ်းကြောင်းပြဿနာဖြစ်တဲ့လူတွေဆိုရင်တော့အရင်ကကိုဒီချင်းတွေကသူတို့အတွက်တည်တာတဲ့နေထားလို့မျိုးစားဖြစ်လာတာပေါ့အဲ့တော့တို့ဒီ ဒီဘက်အရေပြားဘက်တွေကရောဒီ pollution နေနေပါဆိုင်လဲပေါ့နော်အဲ့တော့တို့ဒီအပြင်သွားတဲ့ချိန်ကြရင်ဆိုအသားမဲတဲ့အမျက်နှာက sensitive ဖြစ်တာလားမသိဘူးပြင်ထွက်လိုက်တာနေနေတယ်ဆိုတဲ့ဟာတွေကလူတိုင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီခါကသူတို့ထင်တာကကြတော့နေကြောင်နေကြောင်နေအောင်ချိန်ချအောင်ဆိုပြီးတော့ပဲအများတန်းဒီနေတို့ UV index ကိုပဲဖိပြီးတော့ပြောလို့ရှိတယ်ပေါ့နော်တကယ်ကအဲ့လိုနေတို့ UV တို့အပြင်ကိုတို့ဒီ pollution ကိုထည့်စင်စားဖို့အရင်ကိုလိုအပ်တဲ့အထဲမှာပါတယ်ဘာလို့ဆိုတော့ pollution ကကြတော့သူကဒီ particles လေး တိမ်မအောင်ကိုရတို့အရေးပြားကို home for ဖြစ်စေတဲ့ဟာအန္တရာယ်ဖြစ်စေတဲ့ဟာအများကြီးပါတယ်ဒီမျက်နှာပြင်ကအပြင်ကိုထွက်လိုက်ပြီဆိုတာ ਨੇ ပေါ်လို့ရှင်းနေအရင်များတာဖြစ်တဲ့အတွက်တို့ရဲ့မျက်နှာပြင် skin barrier ကို weak ဖြစ်သွားအောင်တို့တို့လုတ်ပေးနိုင်စွမ်းတို့မှာရှိတယ်ပြီးတော့ဒီဟာတွေကဒီ pollution တွေအကြောင်းတို့တို့ skin care မှာဆို free radical တွေအများကြီးထွက်အောင်တို့တို့လုတ်ပေးနိုင်တယ်အဲ့ဒီကနေပြီးတော့တို့မလိုချင်တဲ့ aging တွေ wrinkles တွေပို့ပြီးတော့များလာတာဒီ အချိန်မတန်သေးပဲနဲ့ premature aging ဖြစ်တာပေါ့နော်ကိုယ်အသက်ရွယ်ထက်တောင်မှအပို့ပြီးတော့အိုစားတဲ့အလုပ်တစ်ခုကိုဒီ pollution တွေကလုံးပိနိုင်စွမ်းအထိအိုကိုရှိရနောက်တစ်ခုကကြတော့ဒါတို့အဲဒီ skin barrier တွေဆိုပျက်စီးဖို့လွယ်လာတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီထဲကတို့ရဲ့ lipids တွေ natural moisturizing factors တွေဒီပျက်စီးဆုံးရှုံးမှုအရင်များဒီပေါ်လို့ရှင်ကြောင့်အဲ့တော့ natural moisturizing factors တွေပျက်စီးပြီဆိုရင်တော့တို့ကကြတော့အဆိုပြေမှုမရှိတော့ hydration မရှိတော့ပြီးတော့ဒီ lipids တွေ ceramides တွေစပြီးတော့ပျက်စီးပြီဆိုရင် transepidermal water loss လို့ခေါ်တဲ့ဒီအထဲကနေပြီးတော့အပြင်ထွက်တဲ့ဒီ hydration content တွေကအရင်ဆုံးရှုံးမှုဖြစ်တဲ့အာပြီးတော့တခု infection ဝင်ဖို့ chance တွေပိုးတွေဝင်ဖို့ chance တွေကဒီပေါ်လို့ရှင်နေကြောင့်ပိုပြီးတော့ဖြစ်လာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဒီ pollutant ထဲမှာပါတဲ့ဒီ ozone လို့ ပြီးနောက်တစ်ခုကဒီ ultra violent radiation နေရနေရတဲ့ဟာလေးဒီနှစ်ခုပေါင်းတဲ့ချိန်မှာတို့တို့အရေးပြားကဒီအမဲဆက်လေတွေ melanin production တွေကိုတို့ကအများကြီးထုတ်နိုင်အောင်အတွက်လှုံ့ဆော်ပေးနိုင်စွာရှိရအားကြောင့်နေတော့မထီဘူးကျွန်မဆန်ဆွင်လိမ့်တယ်လို့ဆိုပေမဲ့လေတို့တို့ဒီအပြင်ထွက်လိုက်တာနဲ့ pollution များတာဖြစ်တဲ့အတွက်ဒီကားတွေဘာကြီးသွားတာများဖြစ်တဲ့အတွက်ဒီအမဲဆက်တွေဘာကြီးကတော့လူတွေနဲ့ကမကင်းဘူးဆိုတဲ့ပုံစံကကျတော့ဖြစ်ကိုဖြစ်နေရပါတော့နော်ပြီးတော့နောက်တစ်ခုဒီ pollutant ကြီးကြောင့်လေတို့တို့ဒီ acne လေးတွေဝက်ချံလေးဖြစ်နိုင်ခြင်းပြီးတော့ ကိုချွေးပေါက်ပိတ်တာတွေအကြောင်းလည်းဖြစ်တယ်။အဲ့ဒီနေထားမှာဆိုရင်တော့တတိထားမှာအာပြန်လာအိမ်ကိုပြန်သွားတဲ့အချိန်ကျကိုယ့်ကိုယ်ကိုသေချာမျက်နှာ cleansing လုပ်တတ်တယ်မျက်နှာသေချာ clean ဘယ်လိုလုပ်ရမလဲဆိုသိရလူတွေအတွက်ကကြတော့ကောင်းတာပေါ့နော်။ဒါပေမဲ့အစီကလည်းပြန်နေသေးတယ်မျက်နှာဘယ်လိုတတ်ဆင်ရမလဲဆိုတာမသိတဲ့လူတွေတော့ဆိုရင်ကြတော့ဒီ pollution တွေနဲ့ဆုံလိုက်တဲ့အချိန်ကျရင်ဆိုအိုးမျက်နှာပြောစရာကိုမရှိတော့ဘူးပေါ့နော် clock ေဖြစ်ချွေးပေါက်တွေပေးဝက်ချန်တွေထွားအားကြောင့်ဒေါက်တာရဲ့ video content တွေမှာဆိုရင် cleansing ကဘလောက်အရေးကြီးလဲဆိုတာကိုတော့နည်းနည်းတော့ဖိပြီးတော့ပြောပေးဖြစ်တာပေါ့နော်ဒါပေမဲ့ cleansing လို့ပြီးတိုင်းကတော့ moisturizer တော့အနောက်ကတော့လိုက်ရမှာပဲလေပြီးတော့နောက်တစ်ခု skin disease အနေနဲ့ဆိုရင်ကြတော့သူက psoriasis တွေဖြစ်ဖို့ chance ပိုများတယ် eczema တွေဖြစ်ဖို့ chance ပိုများတယ်ပြီးတော့ content dermatitis တွေတစ်ခုခုထိလိုက်တာနဲ့အရေးပြားကလေ လူတွေဆိုပြောကြဟာငါ sensitive ဖြစ်လားမသိထိလိုက်တာနဲ့ဟိုကိုရေပြားရရောင်ရောင်ညီလာတယ်ဆိုတဲ့ဟာပေါ့ဒါ chronic dermatitis ဖြစ်ဖို့တွေများတယ်ပြီးတော့နောက်တစ်ခုကကျတော့ warning healing အရန်နေတယ်တခုခုအနာတရမဖြစ်လိုက်နဲ့ပြန်ပြီးတော့ repair လုပ်ဖို့ heal ဖြစ်ဖို့အတွက်တော်ရုံနဲ့အာမပြောင်းနိုင်တော်ရုံနဲ့မကောင်းနိုင် heal မဖြစ်နိုင်ဘူးဖြစ်ရင်လည်းပဲအမဲကွက်အမဲဆက်တွေကကြံ့ညှင့်ရမျိုးပေါ့နော်အဟာမျိုးလေးဖြစ်တတ်တယ်အဲ့တော့ ဒီ pollution တွေကိုတော်တော်တို့ဒီ skin care product တွေမှာဘာတွေထည့်သုံးလို့ရလဲဆိုရင်ကျတော့ ingredients တွေတော့ပြောပြမယ်ပေါ့နော် anti pollutants အနေနဲ့တော့သုံးလို့ရတယ်ဒါကြောင့် vitamin C ထည့်လို့ရမယ် vitamin E ထည့်လို့ရမယ်ပြီးတော့ niacinamide C ထည့်လို့ရမယ်ပေါ့နော်သူက antioxidants အနေနဲ့သူတို့ကကာကွယ်ပေးတာဖြစ်တဲ့အတွက်ခုန pollution ကြောင့်ဖြစ်တဲ့ဒီ free radical ဒီ oxidative stress တွေကိုသူက anti pollutant အနေနဲ့ antioxidants အနေနဲ့သူကကာထားပေးနိုင်တဲ့ရည်ရွယ်ချက်ရှိရယ်အားလေးတခုပြီးတော့မျက်နှာကိုတော့အမြဲတမ်း clean လုပ်ပေးရမယ် clean လုပ် ုပ်ပြီးရချိန်ကြရင်ဆိုရင်လည်းပဲအပြင်ကနေပြန်လာရင် clean လုပ်ပေးရမယ်ပြီးရင်လည်းပဲမျက်နှာ moisturize လုပ်ပေးနိုင်ရမယ်အပြင်သွားတဲ့ချိန်ကြရင်ဆိုရင်လည်း sunscreen လေးတွေရောလိမ့်မို့လို့လိမ့်မယ်ကိုယ့်ရဲ့ product တွေထဲမှာ step တွေထဲမှာလည်းအာဒီ active ingredient လေးတွေ anti-pollutant active ingredient လေးထည့်ပေးနိုင်တာတော့ပိုကောင်းတယ်ပြီးတော့ lifestyle ကကြတော့တို့ဒီအာဒီ antioxidant ကျွဲဝါတဲ့အသီးရွက်လေးတွေ vegetable လေးတွေစားသုံးတာမျိုးလေးတွေကိုတော့လုပ်ပေးရမယ် ကဲအခုဗီဒီယိုမှာကကြတော့တို့ pollution တွေဘယ်ကနေစဖြစ်ခဲ့လဲဒီ pollution ကြောင့်အရေးပြဆိုးကျိုးတွေကဘာတွေရှိမလဲအဲ့တော့အဟာလေးကောက်ဝဲဖို့အတွက်တို့ skin care ထဲမှာဘာလေးထည့်မလဲဘယ်လိုနေထိုင်မလဲဆိုတာကြောင့်သိသွားပြီလို့ထင်ပါတယ်ဒီ video content ကအများကြီးချိုးရှိမယ်လို့မျှလင့်ပါတယ်ကဲ video လေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် စကင်ကဲကြောင့်ပဲဖြစ်ဖြစ်အရေပြားကြောင့်ပဲဖြစ်ဖြစ် aesthetic treatment တွေအကြောင်းပဲဖြစ်ဖြစ်သုံးမဟုတ်ဒီဗီဒီယိုအကြောင်းလေးပဲဖြစ်ဖြစ်တကူးကူးမေးချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Arcs Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ် အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ဗီဒီယိုအောက်မှာကိုရဲ့မိခွန်းလေးကိုပြည်ပြည်စုံစုံမိထားတယ်ဆိုရင်ရပါတယ်အဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာယူရီယန်လေးတွေမေးတာတဲ့မိခွန်းလေးတွေအရင်များတယ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြည့်ရဆိုပေမဲ့အလင်းမသိတာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးရောဖြည့်ပေးရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay ယူရီယန် ်လေးတွေအတွက်ငါတို့နောက်ထပ်အသ အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာသူတို့မေးချင်တာလေးတွေကိုတို့ဒါဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှိမယ်ဆိုရင်တော့3 minutes လောက်ထိကိုတို့ဒါကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာတို့ဒါဖြေပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြာလာမယ်အချိန်ယူပြီးတော့လည်းတို့ဒါပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေးဖြေခံတာလေးကိုစုထားတယ်ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါက်တာအမြင် အဲ့ဒီအကောင့်မှာလည်းမြင်ရရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါဒါမြင်ရအာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒေါက်တာရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့တော့ကလေးုံလေးပဲရှိသေးတယ်သုံးမဟုတ်အာဒေါက်တာဒီ post ရဲ့အောက်မှာ first comment အနေနဲ့ဒေါက်တာ mention လုပ်ပေးထားမယ်ဒေါက်တာ yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုကအကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့မှာ follow လုပ် ုပ်ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်။ကဲဆိုတော့ Ask Dr. Yuri Aesthetic အကောင့်လေးမှာဆုံရမယ်နော်။